မင်္ဂလာပါရှင်။2012ခုနှစ်ဩဂုတ်လ23ရက်စာသာမရိနေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်အောင်စု Washington DC မြို့တော်ကနေစတင် ထုတ်လွှင့်နေပါပြီ။ကျွန်မကညညလွင်ပါ။မင်္ဂလာညချမ်းပါခင်ဗျာ။ကျွန်တော်ဝင်းနိုင်ပါ။ RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီကနေ9:00နာရီအထိတင်ဆက်သွားမှာပါ။ဒီကနေ့တွေနောက်ဆုံးရသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါရမယ်ခင်ဗျာ။ဒီကနေ့နေပြည်တော်မှာကျင်းပတဲ့ပြည်အောင်စုလွှတ်တော်အစည်းအဝေးမှာနိုင်ငံတော်သမ္မတရုံးကပြေပို့လာတဲ့ တဝင်းလွားကိုလွတ်တော်နိုင်ကဥခေအောင်မြင့်ကဖက်ကြားတင်ပြပြီးမှတ်တမ်းတင်မှုရှိပေမဲ့တခိုင်တန်းသားများတိုးတက်ရေးပါတီကကန့်ကွက်ခဲ့တာကြောင့်ဒီအစီအစဉ်ကိုရွှေ့ဆိုင်းလိုက်တယ်လို့သိရပါဗျ။တမရရဲ့တဝင်းလွားနဲ့အတူပူးတွဲပါရှိတဲ့တခိုင်ပြည်နယ်ပဋိပက္ခအပေါ်သုံးသက်ချက်ဆယ်ချက်ထဲကကိုချက်ကိုသဘောမတူနိုင်တဲ့အတွေ့ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ဥဆောင်ကန့်ကွက်သူတဦးဖြစ်တဲ့တခိုင်တန်းသားများတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောပါဗျ။ ဒီလိုကန့်ကွက်ခဲ့တဲ့အတွက်မနေ့ပိုင်းမှာပုံမှန်ကျင်းပဖို့ရှိတဲ့လွှတ်တော်အစည်းအဝေးတွေကိုရပ်နားခဲ့ရတယ်လို့ပြည်ရင်းသတင်းမီဒီယာတွေကရေးသားဖော်ပြကြပါတယ်။နေကင်းပိုင်းပြည်အောင်စုလွှတ်တော်အစည်းအဝေးပြန်လည်ကျင်းပရမှာလွှတ်တော်ရေးရာကော်မတီတွေပြည်အောင်စုအစင်မဟုတ်ဘူးဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်မှာရင်ကြောင်းပြင်ဆင်ပေးဖို့အဆိုကိုတော့ပြောပွဲမဲဆန္ဒနဲ့ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဥမြင့်စုကတင်သွင်းခဲ့ပါတယ်။ဒီအဆိုကိုမဲခွဲဆုံးဖြတ်ပြီးတဲ့နောက်ပြည်အောင်စုလွှတ်တော်ကဆွေးနွေးဖို့သဘောတူလိုက်တယ်လို့သိရပါတယ်ရှင်။ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်မှာဒီကနေ့မနက်ပိုင်းကျင်းပဖို့ရှိတဲ့အစည်းအဝေးတွေကိုဖျက်သိမ်းပြီးလွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနဲ့သမ္မတဦးသိန်းစင်တို့သမ္မတအင်တော်မှာတီးသန့်တွဲဆုံဆွေးနွေးကြကြတယ်လို့သိရပါဗျ။လွှတ်တော်နှစ်ရက်နဲ့အခြေခံဥပဒေခုံရုံးကြအငင်းပွားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးသမ္မတဦးသိန်းစင်နဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်တို့ဆွေးနွေးခဲ့တာဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းကမစ္စမသတင်းဌာနကိုပြောပါဗျ။လွှတ်တော်ကော်မတီတွေနဲ့ပတ်သက်တဲ့အခြေခံဥပဒေခုံရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တွတ်တော်ကိုယ်စားလှယ်တွေကမကျေနပ်တဲ့အတွက်ခုံရုံးအဖွဲ့ဝင်တွေနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြတာပါဒီကိစ္စကိုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြီးဖြေရှင်းဖို့တမနာဦးသိန်းစင်ကတိုက်တွန်းထားပါတယ်ဒီဘက်ကလိုတာလုတ်ပိုင်ဝင်လုတ်ပိုင်ဝင်အာလုတ်ပိုင်ဝင်တမနာရဲ့သဘောထားကိုကြည့်တဲ့အခါကျတော့ခန်းစားပိုင်ဝင်အဲ့တော့ခန်းစားပိုင်ဝင်ဖြစ်လာတဲ့အတွက်ဒီအရေးပေးရမှာတမနာဘက်ကလည်းနော်သက်ချက်ပြီးတော့သူရဲ့ဆွေးပြူပါမှုပေါ်ပြတာเนาะအဲ့တော့ကျွန်တော်အမြင်ကပြောရင်တော့ ဒီနှစ်ခုကိုညှိလိုက်ဖို့နော်ညှိလိုက်ဖို့လိုရဲဆိုတာကလွတ်တော်ကလူလားလေပြည်တော်စုရှင်ကြီးလုတ်ပိုင်ခွင့်ပဲဖြစ်တယ်ဆိုတဲ့ဟာအနည်းနည်းနဲ့ပေါင်ခတ်လိုက်အဲ့တော့တမန်ကြီးပြောချင်တဲ့ခလားပိုင်ခွင့်ဆိုတဲ့ဟာမျိုးလည်းမရှိတော့ဘူးအလုတ်ဖြစ်တော့အဲ့တော့ဗာပြည့်ကျွန်တော်မြင်ရတော့ဒီပြဿနာကိုဖြစ်စင်းတဲ့ခါမှာဖက်စီဘုတ်ချင်းကောင်းဦးကြီးကပေါ်ပေါ်လာတဲ့ပြဿနာဖြစ်တဲ့အတွက်ဖက်စီဘုတ်ချင်းကောင်းဦးကြီးကလွှဲရပဲရှင်းရမှာဟောဒါကျွန်တော်တို့ပေါ်ထားပဲအဲ့တော့ ချုပ်လိုက်ရင်တော့အခုတို့ကျွန်တော်တို့ဒီမိုဘီစီအတွက်ဟူပြောင်းမှုအစီအဟုမြင့်နေတဲ့အချိန်မျိုးမှာဒီပြဿနာကြောင့်နေကွေးမှာကျွန်တော်တို့မလိုလားဘူး။နောက်ဒီအချိန်ကပြည်ရင်ပြောင်းလဲယူခေါင်းဆောင်ပေးနေတဲ့ပုဂ္ဂိုလ်ကြီးမျိုးဟာအမရယူသိစေနဲ့ပြည်သူတို့တော့ဥရကြီးကူရဦးစစ်ပါ။နော်ဒီပုံဝင်ဒီကတိုင်းပြည်ရဲ့နော်ရှေ့နာကောက်ကောင်းမှုဖန်ပြီးပေးဖို့လုပ်နေတဲ့အချိန်မှာဒီလိုပြဿနာတွေရင်ဆိုင်ပြီးတော့နော် ဆောင်ရရတာကျွန်တော်သူဦးညင်းသဘောထားပြောရင်တော့ဒီအချိန်မှာဒီဖြစ်မျိုးဟောဒီဖြစ်ရမျိုးဟောကျွန်တော်တို့စဉ်းစားပြောရင်မတွေ့ဘူးဟောဒီကနေ့ပြည်တော်စုလွတ်တော်အစည်းအဝေးမှာအခြေခံဥပဒေခုံရုံးပေါ်ဆွတ်ဆွဲပြစ်တင်မှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါပါတယ်ခင်ဗျာ မြန်မာဒီမိုကရေစီကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ဟာသမရဦးသိန်းစိန်နဲ့ရတ္တတနှစ်ပတ်အတွင်းဒုတိယအကြိမ်ဖြစ်မနေ့ကတွေ့ဆုံဆွေးနွေးခဲ့တယ်လို့နိုင်ငံတော်သမရယုံညွန့်ကြားရေးမှူးဘုံမှုကြီးစောထေးကိုကိုးကားပြီး AP သတင်းဌာနကဖော်ပြပါဗျ။ဒေါအောင်ဆန်းစုကြည်နဲ့သမရဦးသိန်းစိန်ဟာဗုဒ္ဓဟူးနေ့ညနေပိုင်းကနေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့ပြောပေမဲ့ဘာရီဆွေးနွေးခဲ့တယ်လဲဆိုတဲ့အသေးစိတ်ကိုတော့ဘုံမှုကြီးစောထေးကထုတ်ဖော်မပြောပါဘူး။ဒေါအောင်ဆန်းစုကြည်နဲ့သမရဦးသိန်းစိန်တွေ့ဆုံဆွေးနွေးတာစုစုပေါင်း ၃ချိန်ရှိသွားပြီးနောက်ဆုံးတွေ့ဆုံခဲ့တာဟာဩဂုတ်လ၁၂ရက်နေ့ကဖြစ်ပါတယ်။အဲဒီတုန်းကလည်းဆွေးနွေးမှုအသေးစိတ်ကိုနှစ်ဖက်လုံးကသတင်းထုတ်ပြန်ခြင်းမရှိခဲ့ပါဘူးရှင်။ကမ္ဘာကျော် Force CYA Magazine ကကမ္ဘာဩဇာအရှိဆုံးအမျိုးသမီးအယောက်တရာစကားတင်ရွေးချယ်လိုက်ရမှာမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါန်ဆန်းစုကြည်ကိုနံပါတ်၁၉နေရာမှာဖော်ပြထားပါတယ်။နိုင်ငံရေးစီးပွားရေးလူမှုရေးနဲ့တီထွင်ကြံစည်မှုဆိုင်ရာကဏ္ဍအလိုက်ထူးချွန်ထက်မြက်တဲ့အမျိုးသမီးတွေကို Forbes Magazine ကနှစ်စဉ်ရွေးချယ်ထုတ်ပြန်နေတာဒီနှစ်ဆိုရင်9နှစ်မြောက်ဖြစ်ပါတယ်။ဒီနှစ်မှာနံပါတ်1ရရှိသူကတော့ဂျာမနီနိုင်ငံကဝန်ကြီးချုပ် Angela Merkel ဖြစ်ပါတယ်။ဒီနှစ်အတွက်ကမ္ဘာဩဇာရှိဆုံးအမျိုးသမီးအယောက်100အစင်းမှာပါဝင်သူတွေကတော့နိုင်ငံကောင်းဆောင်အမျိုးသမီး7ဦး၊အောင်မြင်ကျော်ကြားတဲ့နိုင်ငံတကာစီးပွားရေးကုမ္ပဏီတွေကဦးဆောင်သူအမျိုးသမီး CEO 25ဦးပါဝင်ပါတယ်။အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ကုမ္ပဏီကြီးကဲတွေရွေးချယ်ရမှာအာရှတိုက်ကတရုတ်၊ထိုင်းနဲ့စင်ကာပူနိုင်ငံတွေကအမျိုးသမီးတွေလည်းပါဝင်ပါတယ်ခင်ဗျာ။ The Voice ကနေအပေါ်တက်တူရင်ဝင်ကြီးဌာနကတရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီးဒီကနေ့တရားရုံးကို သတင်းမီဒီယာသမားတွေတွားရောက်ပြီး The Voice ကနေကိုအားပေးခဲ့ကြပါတယ်။ဒီကုံမျိုးနဲ့တရားရုံးကဆင့်ခေါ်ထားတဲ့စစ်နှစ်ကြိမ်မြောက်ရုံးချိန်ကို Press Freedom စာသားပါအနေရောင်အုတ်ထုတ်တွေကိုစောင်းပြီးစုဝေးသွားရောက်ကြတာပါဒီမှုနဲ့ပတ်သက်ပြီးတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုစောင့်ကြည့်နားထောင်တာဖြစ်တယ်လို့ The Voice Channel ကိုအားပေးတဲ့အနေနဲ့လာရောက်ကြတာဖြစ်တယ်လို့အနေရောင်အုတ်ထုတ်လှုပ်ရှားမှုကိုဥဆောင်နေတဲ့ အဲ့ဒီတာကိုဇော်တက်ထွေးကပြောပါရယ်ကျွန်တော်တို့ကဒီတကယ်ကိုဒီဒီမိုစီဆိုင်ဆန်ကျောင်းနဲ့ထိုက်တင်တဲ့တင်းလွတ်လပ်ခွင့်ပြေဝါဒီရရှိဖို့လိုအပ်တယ်အဲ့အတွက်ကိုကျွန်တော်တို့ကဥပဒေပေါင်းတွေကနေပြီးတော့ညီညာဆန္ဒတွေကိုထုတ်ပေါ်သွားဖို့နောက်ပြီးတော့ creative demonstration လို့ခေါ်တယ်ထူးခြားတဲ့ကျွန်တော်တို့ဒီ performance တွေနဲ့ကျွန်တော်တို့ဥပဒေပြည့်ဝမှန်တယ်အောင်တရားစီရင်မှန်တယ်အောင်အုပ်ချုပ်ရေးမှန်တယ်အောင်တတိပြုမှုရအောင် အနေရောင်အိုးထုတ်လှုပ်ရှားမှုအဖွဲ့ဝင်တွေဟာမနေ့ဖက်မှာလဲလျှက်တစ်ပြက်ကြာနေရုံချင်းကိုတွားရောက်အားပေးကြမှာဖြစ်တယ်လို့ဆိုပါရယ်အခုတရားရင်ဆိုင်နေတဲ့ဖြစ်ရဟာ The Voice ကြာနေအရေးကိစ္စတစ်ခုရဲနဲ့မဟုတ်ပဲမီဒီယာအားလုံးရဲ့ကိစ္စဖြစ်လာကြောင်းဒါကြောင့်တိုင်းပြည်ရဲ့သရုပ်ထမန်နိုင်အပေါ်စံနဲ့မန်နိုင်သုံးရက်ကဘယ်လိုသဘောထားရဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်တယ်လို့ The Voice ကြာနေ Editor ချုပ်ကိုကျော်မင်းစွေကပြောပါရယ်ရှင်စီပွားရေးလုပ်ငန်းရှင်ဇေကဘာဥခွင့်ရှင်ကမတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီဥက္ခရာ ဥနေမျိုးဝေကိုပုံမှန်900အသေးအဖြတ်မှုနဲ့တရားစွဲဆိုထားတဲ့မှုကိုမင်္ဂလာရုံမြို့နယ်တရားရုံးမှာဒီကနေ့မနေ့ကပထမဦးဆုံးကြိမ်စတင်ဆစ်ဆေးခဲ့ပါတယ်။မင်္ဂလာရုံမြို့နယ်ရွှေနယ်သာကြေးရွာအုပ်စုကလယ်မြေအေက800ကျော်ကိုဈေးကမ္ဘာကုမ္ပဏီကသိမ်းယူခဲ့တဲ့ကိစ္စမှာလယ်သမားတွေရဲ့ဆုံရှုံနစ်နာမှုတွေပြန်လည်ရရှိဖို့ဥနေမျိုးဝေကြိုးပမ်းနေတာနဲ့ပတ်သက်ပြီးဈေးကမ္ဘာကုမ္ပဏီရဲ့ဂုဏ်သိက္ခာညှိနှိုင်းအောင်ပြုလုပ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့တရားစွဲဆိုခံနေရတာဖြစ်ပါတယ်။ပါကုမ္ပဏီရဲ့ဥက္ကရာဆိုရင်သူကတော်တော်ကိုယ်တယ်ဆိုတော့နိုင်ငံရေးသမားတယောက်ဖြစ်သွားတယ်အခြေတူဖို့တော့လို့ ကျွန်တော်တို့ကတိတ်တော့ဟောပါဗျာအပန်းကြီးရတော့ကျွန်တော်မခံစားဘူးဘာလို့လဲဆိုတော့ကျွန်တော်လုပ်နေတဲ့မြေအားမှုကင်းတွေအကုန်လုံးကဧက9000ကျော်လောက်ရှိတယ်အဲ့ဒါမှဈေးကမာကုမ္ပဏီနဲ့ပတ်သက်တာဧက9000လောက်ပဲတည်တည်လေးဟောဈေးကမာကုမ္ပဏီအတွက်အဲကျွန်တော်လည်းဒီအမှုကင်းဖြစ်တဲ့လယ်သမားတွေဒီလယ်သမားတွေပေါ့နော်သူတို့နဲ့အငင်းပွားတဲ့ကိစ္စတွေလိုက်ပါဆောင်တာဟိုဒီအမှုအများကြီးတက်တည်လေးပဲဖြစ်တယ်ဒါပေမဲ့ဒီဈေးဝါကုမ္ပဏီနဲ့အမှုကြမှာ ရက်ကျော်ရွာကျော်တိုင်းကျော်ပြည်ကျော်ကဘာကျော်ဖြစ်တာအဲ့ဒါကုမ္ပဏီရောက်လို့ကျွန်တော်တင်တယ်ဒီကနေ့ရုံးချင်းမှာမြန်မာနိုင်ငံရှင်းနေများကွန်ရက်အဖွဲ့ဝင်ရှင်းနေဦးသိန်းတန်းဦးကကိုနေမျိုးရဲ့အကျိုးဆောင်ဖြစ်ဆောင်ရွက်ပေးခဲ့ပါတယ်။ဒါအပြင်ဦးနေမျိုးရေကိုအားပေးထောက်ခံတဲ့ရွှေနေသာကြီးဝအုပ်စုကလယ်သမားတရားဝန်ကျင်နဲ့လယ်သမားရေးလှုပ်ရှားဆောင်ရွက်သူမတ်စုစုတွင်88မျိုးဆက်ចောင်းသားများဖွဲ့ကလယ်သမားရေးတာဝန်ခံကိုထွန်းမြောင်နဲ့တခြားចောင်းသားကောင်းဆောင်တွေမင်္ဂလာတို့မျိုးနဲ့တရားဝန်ကိုလာရောက်ခဲ့ကြပြီးကိုနေမျိုးရေကိုအားပေးခဲ့ကြပါတယ်ခင်ဗျာ။ အမေရိကန်ပြည်အောင်စုဂျွန်ဆော့ပင်းစ်တက္ကသိုလ်ကနိုင်ငံတကာလေ့လာရေးဌာနကကမကထပြုလုပ်တဲ့ဖွံ့ဖြိုးရေးဆိုင်ရာဥဆောင်မှုအစီအစဉ်အရဆွေးနွေးဟောပြောပွဲတစ်ခုကိုဒီကနေ့ရန်ကုန်မြို့စီဒိုနာဟိုတယ်မှာကျင်းပခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နဲ့ပတ်သက်ပြီးပမောက်ခ Francis Fukuyama ကနိုင်ငံတကာနိုင်ငံရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွေကိုမြန်မာနိုင်ငံနဲ့နှိုင်းယှဉ်ပြီးဆွေးနွေးဟောပြောခဲ့တာပါ။ ၃နိုင်ကြာပြုလုပ်တဲ့ဒီကနေ့ဟောပြောပွဲကို88မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးနဲ့နိုင်ငံရေးပါတီခေါင်းဆောင်တွေလူမှုရေးအဖွဲ့အစည်းတချို့ကခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ်။ဒီအစီအစဉ်ကိုပမောက္ခဒေါက်တာရော်ဂျာလီဒ်ပမောက္ခဒေါက်တာကောင်းဂျက်ဆန်သမရဦးသိန်းစင်ရဲ့စီးပွားရေးအကြံပေးဒေါက်တာဆက်အောင်နဲ့မင်္ဂလာမြန်မာလူမှုရေးအဖွဲ့ကဒေါ်ယူဇာမော်ထွန်းတို့ကအစီအစဉ်ခဲ့တာဖြစ်ပါတယ်ရှင်။မွတ်စလင်ရိုဟင်ဂျာတွေကိုအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေအနေနဲ့အကူအညီတွေရပ်တန့်ဖို့ဘင်္ဂလားဒေ့ရှ်အစိုးရကတားမြစ်လိုက်တာဟာ ရက်ဆက်ကြမ်းကြုတ်တဲ့တားမြစ်ချက်ဖြစ်တယ်လို့အမေရိကန်နိုင်ငံနယူးယောက်မြို့အခြေစိုက် HRW ခေါ်လူခွင့်ရေးစောင့်ကြည့်လေးလာရေးအဖွဲ့ကဒီကနေ့ပြစ်တင်ဝေဖန်လိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းပြည်နယ်ကော့ဆက်စ်ပဇာဒေသမှာရှိတဲ့ရိုဟင်ဂျာမွတ်စလင်တွေကိုအကူအညီပေးနေတဲ့နယ်စည်းမခြားဆရာဝန်များအဖွဲ့ Doctors Without Borders Action Against Hunger နဲ့ Muslim Aid UK အဖွဲ့၃ဖွဲ့ကိုအကူအညီတွေရဆိုင်ဖို့ဘင်္ဂလားဒေ့ရှ်အစိုးရကပြီးခဲ့တဲ့လကအမိန့်ထုတ်ခဲ့တာပါ။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတဲ့ရိုဟင်ဂျာမွတ်စလင်တွေဟာဆိုးဝါးတဲ့အခြေအနေမှာနေထိုင်နေကြရတဲ့အပြင် မြန်မာနိုင်ငံမှာရဲဆက်ဆက်ဖိနှိပ်ခံနေရတဲ့ရိုဟင်ဂျာတွေဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ဝင်မလာအောင်လက်ရှိဘင်္ဂလားဒေ့ရှ်အစိုးရကလှုံ့ဆော်နေတာဖြစ်တယ်လို့ HRW အဖွဲ့ကပြောပါတယ်။ဒါဟာရဲဆက်ကြမ်းကြုတ်တဲ့မူဝါဒဖြစ်တာကြောင့်အ мян ဆုံးရုပ်သိမ်းပစ်ဖို့လိုအပ်တယ်လို့လည်းပြောပါတယ်။အဲ့ဒီအဖွဲ့စည်းသုံးမှုဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကရိုဟင်ဂျာမွတ်စလင်တွေကိုကျမ်းမာရေးရေနဲ့အစားအသောက်စတာတွေထောက်ပံ့ကူညီနေတယ်လို့သိရပါတယ်ခင်ဗျာ။ တရုတ်နိုင်ငံနောင်တောင်မြို့နယ်မှာရှိတဲ့ကချင်စစ်ပြေးဒုက္ခသည်စခန်းတစ်ခုကဒုက္ခသည်တွေကိုတရုတ်အစိုးရကဆက်လက်နေထိုင်ခွင့်မပေးတော့တဲ့အတွေ့ဒုက္ခသည်တွေမြန်မာနိုင်ငံဘက်ကိုပြန်လာနေကြပါတယ်။ဒီကနေ့မနေ့ကစပြီးယာနဲ့ချီတဲ့ဒုက္ခသည်တွေဟာကချင်ပြည်နယ်မန်စီမြို့နယ်အင်မာပါဒေသ KIO ထိန်းချုပ်နယ်မြေအတွင်းကလနတကြားစခန်းနေရာကိုကားတွေနဲ့ရွှေ့ပြောင်းနေကြရပြီလို့ဒုက္ခသည်တွေကိုအကူအညီပေးနေတဲ့ကချင်အမျိုးသမီးတအူးကပြောပါရယ်။ မြန်မာနိုင်ငံဘက်မှဒုက္ခသည်တွေရဲ့လက်တလောစားဝတ်နေရေးအတွက် WPN ကချင်အမျိုးသမီးအဖွဲ့နဲ့ KMSS ကရုဏာဖောင်ဒေးရှင်းအဖွဲ့ကအကူအညီပေးဖို့ပြင်ဆင်နေပါတယ်။မိုးရင်းကာလမှာနေရာရွှေ့ပြောင်းရတာကြောင့် ဖြားနာတဲ့သူများနေပြီးသူတို့အတွက်စေဝါပစ္စည်းတွေလိုအပ်နေတယ်လို့လည်းပြောပါရယ်ဒီကနေ့ပြန်လာကြတဲ့ဒုက္ခတဲ့အများစုဟာကချင်ပြည်နယ်မှစီမျိုးနဲ့အတွင်းကျေးရွာကျေးရွာတွေကဖြစ်ကြပါရယ် KIO နဲ့အစိုးရတပ်တွေအကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်မြန်မာနိုင်ငံကထွက်ပြေးလာတဲ့စစ်ပြေးဒုက္ခတွေတွေအတွက်တရုတ်နိုင်ငံဘက်ကမှဒုက္ခတဲ့စခန်း6ခုရှိပါရယ် ဒီကနေ့စခန်းနှစ်ခုကဒုက္ခသည်တွေမြန်မာနိုင်ငံပြန်သွားတာကြောင့်နောက်ထပ်စခန်း၄ခုမှာဒုက္ခသည်3000ကျော်ကျန်ရှိနေသေးတယ်လို့လည်းသိရပါတယ်ရှင်။ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရနာခွင့်ပြုပါ။ RFA ကိုကြည့်ရှုအားပေးတဲ့အတွက်ထူးကျေးဇူးတင်ပါတယ်။မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါရှင်။ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00ခွဲကနေ9:00အထိ ညစင်ညတိုင်းထုတ်လွှင့်နေပါတယ်ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ခင်ဗျာ ုံမြင့်တန်းကြားအစီအစဉ်တွေကိုဆက်ပြီးတည်ရှိနေရတာပါအခုသတင်းဆောင်မတွေကိုထုတ်လင်းပေးပါမယ်ရှင်စီးပွားရေးလုပ်ငန်းရှင်ဇေကဘာဥခင်ရှေကမတူကွဲများခြင်းနဲ့ငြိမ်းချမ်းရေးပါတီဥက္ခရာဥနေမျိုးဝေပေါ်အတရေဖြတ်မှုနဲ့တရားစွဲဆိုထားတဲ့မှုကိုမင်္ဂလာတို့မြို့နယ်တရားရုံးမှာဒီကနေ့စတင်စစ်ဆေးခဲ့ပါတယ်အပြည့်အစုံကိုကျွန်တော်တို့ဖွဲ့သားကိုဂျေကဆက်ပြီးတင်ပြပေးမှာပါစီးပွားရေးလုပ်ငန်းရှင်ဇေကဘာဥခင်ရှေကမတူကွဲများခြင်းနဲ့ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌဦးနေမျိုးဝေကို ပုံမှန်900အသေးရေဖြတ်မှုနဲ့တရားစွဲဆိုထားတဲ့အမှုကိုမင်္ဂလာရုံမြို့နယ်တရားရုံးမှာဒီကနေ့မနေ့ကပထမဆုံးကြိမ်စတင်စစ်ဆေးခဲ့ပါတယ်။ဒီကနေ့တရားရုံးကြီးမှာဥနည်းမျိုးတွေကိုအားပေးထောက်ခံတဲ့ရွှေနသာကြေးရွာကလေသမားတရားဝင်ကျင်ဟာမင်္ဂလာရုံမြို့နယ်တရားရုံးကိုလာရောက်ခဲ့ကြပြီးဥနည်းမျိုးတွေကိုအားပေးထောက်ခံခဲ့ကြပါတယ်။နော်ရတမန်လာလာတော့ဗျာပုံမှန်900နဲ့သူကြီးရှင်းလင်းဖို့ 23ရက်နေ့မှာဒီရုံးကိုလာခဲ့ပါပေါ့နော်အဲ့တော့အဲအဲ့ပုံမှန်900လို့ကျွန်တော်သိရပါတယ်ဘာအတွက်ဆွဲဆိုလဲဆိုတော့ပုံမှန်900ကျွန်တော်စုံစမ်းကြည့်တော့ဒါဈေးကမ္ဘာကုမ္ပဏီရဲ့ဂုဏ်သိက္ခာညွှန်းနှောင်းအောင်ကျွန်တော်ပြောဆိုတယ်ဆိုတော့ဆွဆွဲချက်ရှိပါတယ်အဲ့ဒါကိုကျွန်တော်ထူးချေရမှာပေါ့လေအဲ့တော့ဟိုသူတို့ဒီလိုဟိုဆွဲဆိုချက်သူတို့ဘက်ကဂုဏ်ဂုဏ်သိက္ခာကုမ္ပဏီဂုဏ်သိက္ခာထိခိုက်တယ်လို့မြင်တာလေသူတို့ဘက်ကမြင်တာကိုကျွန်တော်မပြောလို့ကျွန်တော်ကအဲ့လိုပြောတယ်မပြောဘူးကျွန်တော်ထူးချေဖို့ရှိတယ် အဲ့တော့ရှင်းနေကြီးဒီဥသိန်းတန်းဦးတို့ကတော့အဲ့ဒီအမှုနဲ့ပတ်သက်လို့ကျွန်တော်ဘက်ကနေပြီးတော့ live ပါဆောင်ရွက်ပေးမှာဖြစ်တယ်အဲ့တော့ဒီမှာလောက်ရမယ့် project တွေကတော့သူတို့ပုံနားရပါတယ်ကျွန်တော်ကတော့ဘာမှပြင်ဆင်ထားတာမရှိဘူးဘာလို့ဆိုတော့ကျွန်တော်နဲ့ဇေဝါကုမ္ပဏီကြားမှာအပြန်အလှန်ပြောဆိုတဲ့ကိစ္စတွေကအဲတက်တဲ့ကအထောက်အထားအပြည့်စုံရှိတယ်ဂျာနယ်တွေမှာရှိတယ်အဲ့တော့ကျွန်တော်ပြောတာတွေနဲ့ပတ်သက်လို့တာဝန်ယူနိုင်တဲ့အတွက်တိတ်မပြင်ဆင်ပါဘူးအခုအမှုဟာ2012ခုနှစ်ကမင်္ဂလာရုံမြို့နယ်ရွှေနေသာကျေးရွာအုပ်စုပိုင်း လင်းမြေဧက800ကျော်ကိုဈေးကဘာကုမ္ပဏီကသိမ်းယူခဲ့တဲ့အပေါ်မှာလက်သမားတွေရဲ့ဆုံးရှုံးနေတာမှုတွေပြန်လည်ရရှိဖို့အတွက်ဥနေမျိုးဝေကချိုးပန်းခဲ့တာနဲ့ပတ်သက်ပြီးဈေးကဘာကုမ္ပဏီကတရားစွဲခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကတိတ်တော့ဟောပါဗျာအပန်းကြီးရတော့ကျွန်တော်မခံစားဘူးဘာလို့လဲဆိုတော့ကျွန်တော်လုပ်နေတဲ့မြေအားမှုကင်းတွေအကုန်လုံးကဧက9000ကျော်လောက်ရှိတယ်အဲ့ဒါမှဈေးကဘာကုမ္ပဏီနဲ့ပတ်သက်တာဧက9000လောက်ပဲရေးတေးသေးလေးဟောဈေးကဘာကုမ္ပဏီအတွက် အဲကျွန်တော်လည်းဒီအမှုကင်းဖြစ်တဲ့လယ်သမားတွေဒီလယ်သမားတွေပေါ့နော်သူတို့နဲ့အငင်းပွားတဲ့ကိစ္စတွေလိုက်ပါဆောင်တာဟိုဒီအမှုအများကြီးတည်တည်လေးပဲဖြစ်တယ်ဒါပေမဲ့ဒီဈေးဝါကုမ္ပဏီနဲ့အမှုကြမှာအဲရက်ကြော်ရွာကြော်တိုင်းကြော်ပြည်ကြော်ကဘာကြော်ဖြစ်တာအဲ့ဒါကုမ္ပဏီရောက်လို့ကျွန်တော်တင်တယ်ကျွန်တော်ဒီဘက်ကလယ်သမားတွေလယ်ထွန်လာဟိုဘက်ကလယ်ကစင်းတွေပြတ်လာလယ်သမားတွေကလယ်ဆက်ဖို့လိုလာဟိုဘက်ကလယ်လာထွန်လာလယ်သမားတွေမျိုးချက်လာအဲ့ပေါ်မှာသူကထပ်ပြီးစက်တီခုတ်လိုက်ဆိုအဲ့ဒီပေါ်မှာသူကမီဒီယာ attraction တအားဖြစ်လောအဲ့အဲ့တုံးပြန်မှုတွေပေါ့ တခြားအိတ်က၄000ခွဲလောက်မှာဖြစ်တဲ့အငင်းဘွားမှုပေါ့နောက်တဲ့အမှု30လောက်မှာဆိုအဲ့လိုမျိုးမဖြစ်ဘူးကျွန်တော်တို့ဝင်ပြီးတော့တရားဟောတယ်စာရွက်စာတမ်းဝေတယ်ဆိုရင်နှစ်ဖက်လုံးက ceasefire ဖြစ်သွားတယ်တပတ်နဲ့တော့မတိုးတော့ဘူးအဲ့တော့အဲ့မှုကအိတ်က၄000ခွဲလောက်ကထင်ရှားမလားဒီအိတ်က9000လောက်ကထင်ရှားလားဦးနေမျိုးဝေရဲ့တရားရုံးချင်းကို88မျိုးဆက်ចောင်းသားများအဖွဲ့ကလေသမားအရေးတာဝန်ခံကိုထွန်းမြအောင်နဲ့တခြားចောင်းသားခေါင်းဆောင်တွေလည်းရောက်ရှိလာပါတယ် ပိုနေမျိုးတွေကဒီအနေခံရတဲ့အားနဲ့တောင်းတဲ့သမားတွေဘက်ကနေပြီးရက်တည်ပြီးတော့သူတောင်းတဲ့သမားတွေရဲ့အရေးကိုသူဆောင်ရွက်ခဲ့တယ်။အဲတော့ဒီဆောင်ရွက်မှုအပေါ်မှာအဲဂျာနယ်လေးကနေပြီးတော့လည်း ကုမ္ပဏီကြီးတွေကနေပြီးတော့ချင်းချောက်တာမျိုးတွေကျွန်တော်တို့တွေဖတ်နေတွေ့နေရတာပဲအခုဆိုရှင်တရားဆွဲဆိုတဲ့အစဉ်အထိဖြစ်လာတယ်ဒါဟာတောင်မြေသမားအရေးတနည်းအားဖြင့်လူခွင့်လှူရှားနေတဲ့လူတွေကိုမလုံရဲမကန်ရဲအောင်ချင်းချောက်မှုပုံစံတမျိုးဖြစ်တယ်လို့လည်းကျွန်တော်ခံစားရတယ်အဲ့ဒီအတွက်ကြောင့်ပြည်သူလူအချို့တနည်းအားဖြင့်တောင်တန်သမားတွေရဲ့အရေးကိုဆောင်ရွက်နေတဲ့လူတွေအားလုံးနဲ့ကျွန်တော်တို့88ဟာသပားလည်းရှိတယ်ဆိုတာကိုထုတ်ဖော်ပြသခြင်းနဲ့ကျွန်တော်ဒီနေ့လာရောက်ပြီးတော့ရည်တည်ပေးတာပါ ဘလို့အကြောင်းမျိုးနဲ့မှဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူလူထုအကျိုးဆောင်ရွက်နေမှုတွေကရပ်တန့်သွားမှာမဟုတ်ပါဘူး။ဒါကကျွန်တော်တို့အနည်း20ကျော်လည်းသက်တည်ပြခဲ့ပြီးပါပြီ။အဲ့တော့ကျွန်တော်တို့ကဆက်ပြီးတော့ဟိုတရားဥပဒေစိုးမိုးမှုရှိရေးနဲ့တရားမျှတမှုပေါ်ထုတ်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ကအားလုံးနဲ့တူလက်တွဲဆောင်ရွက်သွားဖို့ကျွန်တော်တို့ကအစဉ်သင့်ရှိပါတယ်။လေသမားရေးလှုပ်ရှားဆောင်ရွက်နေသူမတ်စုစုတွေကဥနေမျိုးရဲ့ရည်တည်ချက်ကိုဝိုင်းရံဖို့အတွက်ရောက်ရှိလာတာလို့ဆိုပါတယ်။ဆွဲတယ်ဆိုတာမျိုးမတို့သိရတဲ့အတွက်ကိုနေမျိုးတွေကိုမတို့ဒီ ကျောင်းသမားကြီးဆောင်ရွက်နေတဲ့လူတွေကလာပြီးတော့ဝန်းရံပေးတာရက်တူပေးတာလာပြီးတော့ငါရောက်အားပေးတာပေါ့ရှင်အခုမားတို့တောင်းလန်သမားကြီးတွေကိုဆောင်ရွက်ပေးနေတဲ့လူတွေဟာမားတို့ကလဆာလဲရတာမဟုတ်ဘူးအဲ့တော့မားတို့ကဘာမှလည်းခိုင်းတာမဟုတ်ဘူးဒီတောင်းတသမားတွေဆိုတာအမားတို့ဒီဟိုအကုန်လုံးပေါ့နော်ဒီမြန်မာပြည်သူလူတရားလုံးရဲ့ဖမင်းရှင်ကြီးကျေးဇူးရှင်ကြီးအသက်သခင်ကြီးအဲ့တော့ဒီတောင်းတသမားရဲ့အခွင့်အရေးတွေချိုးဖောက်ရခြင်းကိုအမားတို့သိတာဟို မတို့ကလက်ပိုက်ပြီးတော့မပြန်သွားချင်းဈေးကဘာကုမ္ပဏီဘက်ကကုမ္ပဏီပိုင်ရှင်ဥခင်ရွှေရဲ့မန်နေဂျာဘိုကြီးဟောင်းဥမြင့်စောကတရလိုအဖြစ်တရခွင်ကိုရောက်ရှိလာပါတယ်အဓိကတော့ကျွန်တော်တို့ကဒီလေသမောက်တရားဆွဲတာပေါ့နော်ကျွန်တော်ဥမြင့်မျိုးတွေကိုပုံပုံရေးရနော်ကျွန်တော်တရားဆွဲတာပေါ့လေသားနဲ့ဘာမှမဆိုင်ဟိုဆရာတို့ဘာဖြစ်လို့သူကဟိုပုံပုံရေးရဆရာတို့ကသူတို့သူ့ကိုတရားဆွဲရတာလဲ ဒါတရားရုံးမှာလုပ်လိုက်ပါဒါကျွန်တော်တို့ကဒါတရားရုံးဒါ first time ပဲရှိသေးတယ်ဒီဟုတ်ကဲ့ first time ဆက်ကျွန်တော်ပြောလို့ဟိုဆိုတော့ခုနကဟိုရှင်းနေပြီးပြောသွားတယ်ဥစိန်နေပြောသွားတယ်လည်းရှိပါတယ်ဆရာတို့ပုံမှာ तू ကဟိုဥနေမျိုးဝင်နေတယ်ဗားရင်များဟိုထိခိုက်အောင်လုပ်ခက်လဲဆိုတာနမူနာလေးပေါ့တခုလောက်ကျွန်တော်တို့ဟိုဆရာတို့ဘက်ကပြောတာလေးပါမှကျွန်တော်တို့ကနှစ်ဖက်ဖြစ်မှဖြစ်မယ်လေဆရာဘာလို့ဆိုတော့ဟိုလူလူကလည်းဘာဖြစ်သတင်းပေးသက်ကလည်းနှစ်ဖက်တစ်ဖက်တည်းပြောတာကြီးဆိုမတရားရဖြစ်သွားမှာဆိုလေအဲ့ဒီကတရားတော် ကျွန်တော်တို့ကအခုအမှုကြီးအမ960နဲ့ကျွန်တော်တရားဆွဲလိုက်တယ်ပုံမှန်9နဲ့ဆွဲလိုက်တယ်ဒါတရားဖြစ်မှုပေါ့လေကွန်ပျူတာတရားဖြစ်မှုပေါ့ဒါလည်းကြတရားယူနေတာ first time ဖြစ်တဲ့တရားမျိုးဒါတရားဥပမာပဲကျွန်တော်တို့ဆက်ပြီးဟိုလောက်ပါမယ်ဟုတ်ကဲ့ဟောလပဲကျွန်တော်ပြောဟုတ်ကဲ့ဟုတ်ကဲ့စေကဘာကုမ္ပဏီဘက်ကကွန်မတီပိုင်ရှင်ဥက္ကင်ရွှေရဲ့မန်နေဂျာဗိုလ်ကြီးဟောင်းဦးမြင့်စောကတရားလိုအဖြစ်ဆက်လက်တရားရင်ဆိုင်သွားမှာဖြစ်တယ်လို့တရားလိုရှင်းနေအဖြစ်ရှင်းနေဥစိတ်မြင့်ကလိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်ခင်ဗျာ နိုင်ငံတော်ဝမ်းမှာ ဖြစ်ပျနေတဲ့လက်သိမ်းမြေသိမ်းကိစ္စတွေကိုဖြေရှင်းမှုအတွဲအမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကတောင်တူလေသမားရေးရာကော်မတီတရက်ကိုမင်းကဖွဲ့စည်းလိုက်ပါတယ်အပြည့်အစုံကိုကျမတို့အဖွဲ့သားကိုခင်မောင်စိုးမင်းကဆက်ပြီးတင်ပြပေးပါလိမ့်မယ်ရှင်ရန်ကုန်မြို့ City Star Hotel မှာပြုလုပ်တဲ့အမျိုးသားဒီမိုကရေစီအင်အားစု NDF ရဲ့တောင်တူလေသမားရေးရာကော်မတီဖွဲ့စည်းတဲ့ဆွေးနွေးပွဲကိုနေအသီးသီးကပါတီခေါင်းဆောင်တွေတက်ရောက်ကြပါတယ်ဖြစ်ခဲ့ကျွန်တော်တို့ ဒေသမားတွေလက်ရှိကြုံတွေ့နေရတဲ့ရေဘူးရအခြေအနေတွေကိုပါတီခေါင်းဆောင်တွေကရှင်းလင်းပြောဆိုကြပါတယ်။ရေကြီးကြတပြေလုံးတပြေလုံးကြီးနေ။တော့ဆိုင်ရတယ်ကုန်ပြီ။အဲ့ဒါဒီစဘာကအတုံးရတော့ရေပြုတ်သွားပြီပေါ့။အခုကြတော့ကြာပြီလေ။ကျွန်တော်သိတာပေါ့။နောက်သွားရဆိုလို့ရှိရင်အာပုံမှာပုံကိုယ်ကိုယ်နဲ့မတင်တင်ဟုတ်တယ်ထဲထားပြီးပုံပေါ်တင်ထားရင်ကနေပြီးမျိုးမျိုးမျိုးလာဒူးမျိုးနေပြီ။ အဲစားကြဘူးဘာမှရှိဘူးသူဘာလုပ်မလဲအပြင်းမသိမှာပဲအဲ့တော့နော်လည်းသိမယ်လည်းလည်းပြင်မယ်ဆိုလို့ရှိရင်နောက်နေ့ဘာလုပ်ကြမလဲအဲ့တပည့်လုံးရဲ့ကိစ္စအားဖြင့်ကျွန်တော်တို့ကဒီလေသမား80ရာခိုင်နှုန်းသူတို့ကိစ္စပဲဆိုပြီးတော့ကျန်တဲ့30ရာခိုင်နှုန်းကအေးနေလို့မရဘူးလေအဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်လာကြသူတွေကသူတို့ဒေသအတီးတီးနဲ့နေရအနှံ့ကြုံတွေ့နေရတဲ့ကုမ္ပဏီတွေ၊နယ်မြေခံစစ်တပ်တွေရဲ့လယ်မြေအာရမသိမ်းယူမှုတွေ သက်ဆိုင်ရာ အစိုးရဌာနတွေကလယ်သမားတွေစီကခေါင်းပုံဖြတ်နေတာတွေကို တင်ပြကြပါတယ်။ရွာပေါင်းမြောက်များစွာယူဆနာကုမ္ပဏီတွေဒီလိုဒုက္ခဆင်းရဲမျိုးစုံကိုကျွန်တော်ပေးနေတာအခုမှမဟုတ်ပါဘူး။ဒေငါ6နဲ့2006 2009ကနေဒီနေ့ထိပါပဲ။ဒီနေ့ထိတောင်သူတွေမှာလေမိရမဲ့နဲ့ငိုကြွေးနေရတဲ့အာသမီတွေဒီနေ့ထိဒုက္ခရောက်နေတယ်။လောက်ကైစားတော့ဖို့နေရာလည်းမရှိဘူး။ เอกณตั้งจองอะกုံลงเปียงตะลิ้งขาပြီးတော့ဘလောပင်နံဆိုင်လိုက်တယ်အဲ့ဘလောပင်နံကဘာတွေ့လဲဆိုတာလဲကျွန်မတို့ကဒီနေ့ထိမသိရပါဘူးဘွာရီမှာအကုန်လုံးတင်းချိုက်ကုန်းကအစတိမ့်နေဘွာရီအကြည့်ထိုးတယ်ပြင်ဘလောပင်နံလိုက်ဆိုင်တယ်ဘာထုတ်တဲ့နေရာမှာလဲသမားကစိုက်ပျိုးစိထုတ်တဲ့နေရာမှာအချိန်မီမရဘူးအခုမှရွာတွေထုတ်ပေးတယ်လဲသမားကစိုက်ပြီးနေပြီအပြင်မှာအကျွေးယူပြီးနေတယ် ့ရတဲ့ပက်စံဒီအဲ့အတိုးနဲ့ပြန်တတ်တော့လေသမားမှာဘာမှမရှိတော့စိုက်ပြိုးစိတ်ထုတ်ပေးတာဒီဧပြီလမေလမှာတည်းက၄လပိုင်း၅လပိုင်းရောက်ပါတယ်ကလေသမားလက်ထဲရောက်ပြီလေသမားအကျွေးကင်းပါလိမ့်မယ်နောက်တစ်ချက်ကတော့ကျေးရွာစိုက်ရိုးပံဥက္ကဋ္ဌနဲ့ကျေးရွာဥက္ကဋ္ဌရဲ့ဗာမဏိကြီးပူပေါင်းပြီးတော့လဲမလုတ်တဲ့သူကိုအဲ့ဒီငွေတွေထုတ်ကြီးတဲ့ပြဿနာကိုကျွန်တော်တို့ပါတီအနေနဲ့ တရားဆွဲပြီးဥဆောင်ပြီးတော့ဖြည့်ချင်းပေးဖို့လိုအပ်ပါတယ်လို့တင်ပြကြပါအဲ့ဒီလို NDF ပါတီဝင်တွေကလေသမားအရေးကြီးလေအောင်ဆွေးနွေးကြပြီးနောက်တောင်သူလေသမားတွေမြေသိမ်းရာသိမ်းခံရတာတွေခေါင်းပုံဖြတ်ခံရတာတွေကိုလွတ်တော်အတွင်းနဲ့လွတ်တော်ပြင်ပနှစ်ရက်စလုံးကနေဖြည့်ရှင်းကြဖို့လုပ်ငန်းစဉ်တွေချမှတ်လိုက်ပါတယ်ခင်ဗျာ သူတို့ရဲ့အချင်းလက်တွေကိုအမှန်ကန်ကန်ပြင်ပြရဲ့ချက်လက်တွေကိုယူပြီးတော့ကလွတ်တော်မှာဖွဲ့စည်းမဲ့ဒီရေသိမ်းရာသိမ်းကိစ္စတွေကိုဆွေးနွမ်းပေးမဲ့ကော်မရှင်ကိုတင်ပြနိုင်ဖို့အတွက်လွတ်တော်ကနေပြီးတော့ချက်မှတ်ထားတဲ့ကော်မရှင်ကချက်မှတ်ထားတဲ့ဇယဆရာပူဇံတွေဖြည့်ခိုင်းပြီးတော့ကညှိနှိုင်းမှုတွေကိုရှင်းလင်းတိကျပေါ်ထုတ်တင်ပြနိုင်ဖို့အတွက်ဒီနေ့ဒီပွဲကိုရှင်းပါတာဖြစ်ပါတယ် မာနိုင်ငံဂီတစီယုံရဲ့အမှုဆောင်ဖွဲ့မှာ Kit Studio တေးဂီတပညာရှင်တွေလည်းအလွှာတလွှာအနေနဲ့ပထမဦးဆုံးအကြိမ်ပါဝင်ခဲ့ပါပြီ Studio တေးဂီတအလွှာမှာပြန်ကြားရေးဝန်ကြီးဌာနရဲ့ဆွတ်ဖက်မှုမှာပါတဲ့ပထမဦးဆုံးအကြိမ်ဒီမိုကရေစီနည်းကြအမှုဆောင်တဲ့ရွေးချယ်ပွဲကိုရန်ကုန်မြို့တာမွေမြို့နယ်မှာရှိတဲ့မြန်မာနိုင်ငံဂီတအစည်းအုံးမှာဩဂုတ်လ22ရက်နေ့ကကျင်းပခဲ့ပါတယ်အပြည့်အစုံကိုကျွန်တော်တို့အဖွဲ့သူမတ်ခေခင်ကြီးကဆက်ပြီးတင်ပြပေးမှာပါမြန်မာနိုင်ငံဂီတအစည်းအုံးဘ ഹു ရဲ့ 2012မှုဆောင်တဲ့ရွေးချယ်တင်မြောက်ပွဲမှာအရင်နှစ်တွေကဂီတနုပညာရှင်အလွာငါးလွာကကိုယ်စားလှယ်တွေကို ရွေးချယ်ခဲ့ရကနေဒီနှစ်မှာတော့ခေတ်သစ်ဂီတအလွာဆိုပြီးအရွေးချယ်ခံမဲ့ကိုယ်စားလှယ်အလွာတလွာတိုးလာခဲ့ပါတယ်။မြမပြည်အပြောင်းလဲကာလမှာအခုလိုလွတ်လပ်တဲ့ဂီတအဖွဲ့အစည်းတွေဖွဲ့စည်းထူထောင်ခွင့်ရလာတာနဲ့ပတ်သက်ပြီးမြမနိုင်ငံဂီတအစည်းအရုံးရွေးချယ်တင်မြောက်ရေးကြီးကြပ်အဖွဲ့ရဲ့အတွင်းရေးမှူးလီယိုနက်မောင်မောင်လင်းကအခုလိုပြောပါတယ်။ သူ့အလွာမှာပူစားပြုတဲ့အမှုပညာရှင်တွေကသူ့အလွာအတွက်တိုက်ရိုက်ပေးဖို့ရှိတာဥပမာဆိုတော့နော်စတီဒီယိုအတွက်ဆိုလို့ရှိရင်စတီဒီယိုအဆိုကြီးစတီဒီယိုအဆိုကြီးဝယ်နေပြီးတယ်စတီဒီယိုအကြီးကြီးစတီဒီယိုအကြီးကိုယ်စားလှယ်ဝယ်နေပြီးတယ်စတီဒီယိုကသင်ရဲတေးတွေအားလုံးကလည်းစတီဒီယိုတေးတွေကိုနေပြီးတော့တိုက်ရိုက်မိစကြက် YouTube ပြင်ရောက်ဒီရေကောက်ပြင်စီစဉ်ထားတယ်နော် မြန်မာနိုင်ငံစတူဒီယိုဂီတလွှားအနေနဲ့အခုရွေးကောက်ပွဲပြီးမှအစိုးရဆွတ်ဖက်မှုကင်းတဲ့ NGO အဖွဲ့အစည်းတရက်အဖြစ်လွတ်လွတ်လပ်လပ်ရပ်တည်နိုင်တော့မှာဖြစ်ကြောင်းလဲအဆိုတော်အနက်ကားကပြောပါတယ်။အော်ကျွန်တော်အခုဒီတစ်ခေါက်လုပ်တဲ့ရွေးကောက်ပွဲကအရန်ကိုအဲဌာနမှာကျွန်တော်ဟိုကောင်းကင်အနေနဲ့မပါကြပါဘူး။အဲ့ဒါအတွက်ကြောင့်ကျွန်တော်တို့ကအရန်တော့လွတ်လပ်ပါတယ်။ဒါပေမဲ့ကျွန်တော်ဌာနရည်နဲ့ကျွန်တော်မဆက်သွယ်ရဘူးဆိုတော့အယူရောကျွန်တော်မှမရှိပါဘူး။ ိုဌာနတွေကကျွန်တော်တို့ကိုညွှန်ကြားရမယ်ဆိုတဲ့အယူလဲကျွန်တော်မရှိကျွန်တော်တို့ကကိုအင်အားနဲ့ကိုယ့်အကူအကုန်လုပ်လို့ရတဲ့ဟာမျိုးကအကုန်လုပ်အောင်ပါပါမယ်လိုအပ်တဲ့ဟာတွေကတော့ကျွန်တော်ဌာနရည်နဲ့ပေါင်းလုပ်အောင်မယ့်ဟာတွေလည်းရှိပါတယ်အဲ့ဒါတော့လိုအပ်ချက်ပါဟိုကျွန်တော်တို့တယောက်တည်းလဲသွားတင်တဲ့အရာတွေလည်းရှိသလိုတချို့ဟာတွေအနှစ်ယောက်ပေါင်းလုပ်တင်တဲ့ဟာတွေလည်းရှိရဲ့ပြန်ကြိုင်းဌာနမှာပေါ့ပေါ့မြေသိဌာနမှာလည်းဆိုပါကျွန်တော်တို့အားလုံးပေါင်းကျွန်တော်တို့၁၈ချက်ထုတ်လိုက်တယ်ခင်ဗျာဒီဂီတအစီအုံးမှာကျွန်တော်မဲအရွေးချေခံမဲ့သူတွေရဲ့မဲပြီးတဲ့သူတွေရဲ့ဆိုရင်အဓိကကျွန်တော်စီကံချက်ကတော့ အရွေးချယ်ခံမဲ့သူကိုကျွန်တော်စီကံချက်တွေထုတ်ထားတယ်။အဲ့အဲ့လေးတွေနဲ့ကျွန်တော်တို့အဲ့စီကံချက်တွေနဲ့ကျွန်တော်တို့ပယ်သိမ်းတဲ့လူကိုပယ်တယ်။ကျွန်တော်တို့ပြန်ပြီးတိုင်မင်းသိမ်းတဲ့လူကိုကျွန်တော်ပြန်တိုင်မင်းတယ်။တချို့ဥစားတွေကကျွန်တော်တို့ကြီးရက်အဖွဲ့ဆုံးဖြတ်လို့မရပါဘူး။ဂီတစီယုံနဲ့ကျွန်တော်တိုင်မင်းသိမ်းတဲ့ဟာကိုကျွန်တော်ပြန်တိုင်တိုင်မင်းတဲ့ဟာအဲ့လိုမျိုးလေးတော့ကျွန်တော်အချင်းချင်းလုပ်သွားတယ်။ခေတ်သစ်ဂီတအလွာအနေနဲ့ပုဆောင်ကိုစလဲ၃ကိုရွေးချယ်ကြရမှာဖြစ်ပြီးတော့ကျန်တဲ့အလွာ၅လွာကတော့မှုဆောင်ကိုစလဲ၅ဥစီကိုရွေးချယ်ပေးကြရမှာပါ။ ီတာအစည်းအရုံးရဲ့ဗဟိုလုံမှုဆောင် ပြန်လည်ရွေးချယ်တဲ့ပွဲကို၄နှစ်တစ်ချိန်ကျင်းပရပြီမယ်ဒီရွေးကောက်ပွဲကိုတော့၆နှစ်ကျော်ကြာမှပြန်လည်ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်ရှင် ခုဆက်ပြီးရခိုင်တိုင်းသားဘာသာအစီအစဉ်ကိုထုတ်လင်းပါပါရှင်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူအခွင့်အရေးကိုယ်စားလှယ် Mr. Thomas Kintana ရခိုင်ပြည်နယ်ကိုလာရောက်တဲ့အပေါ်ရခိုင်အမျိုးသမီးအစည်းအရုံးကစာပေးပို့ခဲ့တာနဲ့ပတ်သက်ပြီးအစည်းအရုံးရဲ့ဥက္ကဋ္ဌဒေါ်စောမြရာစာလင်းနဲ့တွေ့ဆုံမေးမြန်းချက်တွေကိုမြန်မာဘာသာစာရန်ထုတ်တင်ပြထားပါတယ်။ မင်္ဂလာပါဒီအပယ် RF ရခိုင်ရမုတ်သင်္ကောအစီအစဉ်ကရခိုင်မျိုးသမီးအစီအရုံဥက္ကဋ္ဌဒေါ်စောမရာဇာလွန်နဲ့တွစ်စုမိမန်ထော့ဆော်ကိုတွန်ပြပြပါမည်မိမန်ဖို့အကရာကတော့ခါမြန်မာနိုင်ငံကိုမြမကရာခွန်လာရောင်းလစ်ပဲခရီမြန်မာနိုင်ငံဆိုင်ရာဂူလာသမကလူအခွန်အရေးကိုဇနေကင်ဒါနာဘောက်ကို တကခရီဆိုင်ရခိုင်မျိုးသမီးအစီအရုံက ဇူလိုင်လ30ရက်နေ့ကစတက်ဆောင်ရီတော်ပီပိုခါရီအကောင့်နဲ့ပဲသွားပါရီဂျာဖိုင်လိုဒီပိုင်စာမျိုးကိုကုလားလူအခွန်အရေးကိုဇလေကင်တာနာဘာကိုရီပိုရာပါရီလေလိုမင်ကီရီခါသူမာကအခုပိုင်စာပြောပါရီကံကဒီမစ္စတာကင်တာနာလာလာရေပေါ်မှာစာရီရီရေရှာကဆလုံးကြတယ် ကမ္ဘာနိုင်ငံအသီးသီးကထုတ်ပြန်နေတဲ့သတင်းတွေကိုပြလိုက်တဲ့အခါမှာဆိုတော့ကမ္ဘာမဟင်းနိုင်ငံတဲ့လူခွန်ရေးဌာနတွေကထုတ်ပြန်လာတဲ့ပို့ဆိုလာတဲ့သတင်းတွေကိုပြလိုက်တဲ့အခါမှာဆိုတော့ရိုဟင်ဂျာလို့နာမည်ခံရတဲ့ပုဂ္ဂိုလ်တရအတွက်ကိုတာလျောင်း ဇွန်ပိပိကရိထပိကယောလူရောဂရအမှန်တကယ်ဒုက္ခရနေရတယ်အကျွန်တော်တို့ခိုင်ပြသူပိသတိအကောင်ကိုလုံးဝမြတ်ကိုဖျက်ဆက်ကိုပြရတော့တာကအကဲအနေနဲ့တော့ထုမနာခံစားပါတယ်မြတ်ကြီးစိတ်မရှိမှသာဖျက်ရပါတယ်ညောတော့တာကမစ္စတာကင်နနာလာတော့လေပတ်မှုအပေါ်မှာငါကလေးအစီရောခံစားတခုတာထွက်လာတယ်လို့ဆိုခဲ့ပြီးရောက်ပိုင်တဖတ်ဆောင်လုံးလို့ရတဲ့ရက်တန်လာစီလိမေသတိမဟုတ်တမတမဲဖိတ်လာလိမေလို့အကျဉ်းနဲ့ညွှန်တော့တယ်တော့တာကဒီစီ ညာဘရန်ရခိုင်ပြည်နယ်ခရီးနေကိုတုံတဲပရဆူဘူးဆိုကေရခိုင်ပြည်ဤသမိုင်းကံကို ပထမဆုံးသိရှိဖို့လူတွေလို့ပြောပါရီကပန်းနိုင်ငံအသီးသီးမှာဟိနေတဲ့ဒေသတော်ဌာနတီဒုခွန်လေးဌာနတီကဒေကရိုဟင်ဂျာဆိုတဲ့ပုဂ္ဂိုလ်ဒီအကောင်ကိုတားလို့ဇွန်ပီပီကတောင်းနေဆောက်ကြနေတဲ့တုံတဲလိုက်ပြေရှင်ခံမှာရုပ်ပုဂ္ဂိုလ်ဒီစားတွေသတော်ဖက်ဝင်မှုတတော်ကမဲ့ဆက်သွားဖို့တွေ့ရပါတယ်အကျော်လို့တစ်ခိုင်တိဖက်ကဆိုလို့ရခဲ့သတော်ဖက်ရှင်မှု အောင်နေတယ်နောက်ကြတယ်ရော့ရှော့တင်အကောင်လာတကူးမိပါတယ်ညပြီးခဲ့ဒီကုတချို့ကဆူလုံးကြကလေးတော့ဒီပဲပေါ်လာတဲ့အကောင်လာဒီပေါ်မှာညအကောင်လာတကူးကူးမှာခရင်လေးမလေးလာပေးနဲ့ပေါ်လာတဲ့အကောင်လာကိုရပ်ပဲလိုက်တော့ပြီးခဲ့တောက်ဖို့နေတဲ့အကောင်လာဒီဟင်းလို့တော့အကျန်နေတဲ့30ဆတကူးမိပါတယ်နောက်တစ်ခုကဆူလုံးကြကလေး ပိုလာရီ issue အပေါ်မှာပိုလာရီအကောင့်ရာအပေါ်မှာလုံဆော့လို့ပြုတ်ကေဒုက္ခနေနေတိုင်းပါဖို့ရုပ်ပဲလုံလိမ့်လိုက်ပြီးကေလုံဆော့ခဲ့တဲ့လူတွေချိုးမိပါတယ်နောက်တစ်ခုကလူအဖော်ရဲဆိုပြီးကေတဖန်ကန်းနေပြီးလူခေါ်နေတက်တက်ကိုပြေးကေပြီးကေရုပ်အကောင့်ရာတိပေါ်မှာတော်ရှော်ရဲတတော်တန်ခဲ့တဲ့ project တွေရုပ်ပဲဆိုအနေထားတင်းမိပါတယ်အမှန်ကတည်းရူဟင်းပြဆိုပြီးအကောင့်ရာနဲ့ပဲတယ်လို့အကျွန်တော်တို့ခိုင်ပြီးအကောင့်ကိုပြစ်လာတဲ့အရှင်ခံပါစေလူခေါ်နေထူတောင်းတစ်ခုတည်းအပြည့်ဆိုမှပါဖို့ အကျွန်တော်ကခိုင်ပရီတော့ဝကရီလေးရှင်ကမှာလမ်ဘက်တိုက်သမိုင်းအနေထောက်ပြရဖို့လမ်ဘက်နဲ့ပထဝီအနေထောက်ပြရမှာပေါ့လူခေါ်တဲ့အကောင့်ကိုလည်းပဲသုံးဆောင်မှာပါကျွန်တော်ထေလို့စဉ်းစားရဖို့လို့ထားပါတယ်မစ္စတာကင်ဒါနာရခိုင်ပရီကိုလာရောက်လစ်ပဲတည့်ရဲ့ပုံမှာရခိုင်အမျိုးသမီးအစီအရုံက people carry sanne petabri ye do somara zalon ga propala ha so phai par de အားလုံးကိုကျေးဇူးတင်ပါတယ်ရခိုင်သူရခိုင်သားအပေါင်းတို့ဘေးပရာဝိကွာလူကိုစိတ်နှပြပြန်မာချမ်းသာရခဲ့ပါတယ်ဒီညတော့ RF ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှရင်ပြီးဆုံးပါပြီခင်ဗျာကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေရှင်